အမေရိကန်ကဒီရုရှားယူကရိန်းစစ်ပွဲငြိမ်းချမ်းရေးအစီအစဉ်ကို အဆိုပြုလိုက်ပေမဲ့ ဥရောပတမကနဲ့ယူကရိန်းအရာရှိတွေကတော့ဒီအဆီဇင်ဟာရုရှားအလို့ကြရေးဆွဲထားတယ်ဆိုပြီးတော့ပယ်ချလိုက်ကြပါတယ်အမေရိကန်စစ်ဝင်ကြီးဒန်ဒရစ်စကောဟာနိုဝင်ဘာလ20ရက်နေ့မှာ ယူကရိန်းတမရဇလန်စကီနဲ့တွေ့ပြီးတော့ယူကရိန်းဒီရုရှားပေါ့လေအပြစ်ခတ်ရစဲရေးအတွက်ရေးဆွဲထားတဲ့အမေရိကန်အစီအစဉ်ကို ပြောပြခဲ့ပါတယ်။အမေရိကန်ကရေးဆွဲထားတဲ့ငြိမ်းချမ်းရေးအစီအစဉ်ထဲမှာ ယူကရိန်းအနေနဲ့နိုင်ငံရဲ့အရှိပိုင်းကမြေတွေအားလုံးကို ဒီရုရှားလက်ကိုအလိုက်ဖို့တောင်းဆိုထားပါတယ်။နောက်ပြီးတော့ယူကရိန်းအနေနဲ့စစ်အင်အားနဲ့စစ်ရေးစွမ်းရည်ကိုရှော့ချဖို့နဲ့ယူကရိန်း NATO အဖွဲ့ဝင်ဖြစ်လာဖို့အစီအစဉ်တွေကိုဆိုင်းငံ့ဖို့လို့ပါဝင်ပါတယ်။ဥရောပတပ်မကကဒီအစီအစဉ်ကြောင့်အခက်ကြုံရတယ်လို့ဆိုပါတယ်။ ဥရောပသမဂ္ဂထိပ်နှံတန်တမန်တယောက်ဖြစ်တဲ့ကာဂျာကောလစ်ကတော့ဒီငိမ့်ချမ်းရဲ့အစီအစဉ်ရေးဆွဲတဲ့နေရာမှာဥရောပနဲ့ယူကရိန်းတို့ပါဝင်ဆွေးနွေးခွင့်ရရှိရမှာ ဖြစ်ပြီးတော့ဥရောပက ပါဝင်မှုမရှိတဲ့ဘယ်ငိမ့်ချမ်းရဲ့ဆွေးနွေးမှုအာဒီရလက်တွေကိုမှလက်ခံမှာမဟုတ်ဘူးဆိုပြီးတော့သတင်းထောက်တွေကိုပြောပါတယ်ယူကရိန်းငိမ့်ချမ်းရေးဟာဥရောပလုံခြုံရေးအတွက်ဖြစ်တာကြောင့်ဥရောပကိုလေးလူရှုထားလို့မရဘူးလို့လည်းအလေးနက်ပြောဆိုထားပါတယ်ယူကရိန်းနိုင်ငံ ငံခြားရေးဝန်ကြီးကလည်းအမေရိကန်ကရေးဆွဲထားတဲ့28ချက်ပါငြိမ်းချမ်းရေးအစီအစဉ်ဟာရုရှားကလိုလားချက်တွေကိုပဲထည့်သွင်းထားတာဖြစ်တယ်လို့ပြောခဲ့ပါတယ်။